မင်္ဂလာပါရှင်ဒီနေ့ရဲ့အသေးစိတ်ဆွေးနွေးမှုအတွက်ကြိုးဆိုပါရစေကျမတို့အားလုံးတယောက်ယောက်ကကိုယ့်ကိုယ်နစ်နာအောင်လုပ်တဲ့အခါတရားဥပဒေရတခုခုလလုတ်လုတ်ရတဲ့နယ်လို့တွေးပူကြမှာပါဒါပေမဲ့လေဥပဒေမှာနစ်နာမှုတွေကိုကင်တွယ်ဖို့နီးလန်းတွေကအမျိုးမျိုးကွဲပြားနေလေဟုတ်ပါတယ်စာချုပ်ဖောက်ဖြစ်တာကဓမျိုးပြစ်မှုကျူးလွန်တာကဓမျိုးအဲ့ဒီကြားထဲမှာလူ widetilde နဲမိမဲ့အရာအရေးပါတဲ့နယ်ပဲတခုရှိနေပါတယ်အဲ့ဒါကတော့တရားမော့နစ်နာမှုဒါမှမဟုတ် dot လို့ခေါ်တဲ့အယူဆပါပဲ။ဒီနေ့မှာတော့ကျမတို့လက်ထဲမှာရှိတဲ့ love dot ဆိုင်ရာ အချက်လက်တွေကိုအခြေခံပြီးဒီ dot ဆိုတာဘာလဲ၊စာချုပ်ဖောက်ပြမှုပြမှုရောနဲ့ဘလို့ကွာခြားသလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားကြမယ်နော်။ဒီအကြောင်းအရာကဥပဒေရဲ့အခြေခံအုတ်ငစ်တစ်ခုကိုနားလည်စေဖို့အရန်ရေးကြည့်ပါတယ်။ဘာလို့လဲဆိုတော့ဇာကလူတယောက်ရဲ့ခွင့်ရေးထိဖားခံရတဲ့အခါဥပဒေကဘလို့ပြန်ကူစားပေးတယ်လဲဆိုတဲ့မေးခွန်းရဲ့အဖြစ်တစ်ခုဖြစ်နေလို့ပါ။ ဒီနေရာမှာ share ကြတဲ့ Latin song ပို့တစ်ခုရှိတယ်။ UB just EB remedium တဲ့။အမှလုံးလို့မရဘူးဆိုတာမျိုးမဖြစ်စရာဘူးပေါ့။တရားမနစ်နာမှုဥပဒေဆိုတာအဲ့ဒီကုစားခွင့်ကိုပေးတဲ့အဓိကနှိမ့်လန့်နေတဲ့ကတစ်ခုပါပဲ။ကဲဒီတော့အခြေခံဆုံးမေခွန်းနဲ့ဆက်လိုက်ရအောင်။ dot ဆိုတဲ့စကားလုံးကဘယ်ကလာတာလဲ။နာမည်ကြားရတာကနည်းနည်းထူးဆန်းနေတယ်လို့ပဲ။ဟုတ်တယ်။သူက Latin စကား dotus ကနေစဉ်းတလာတာ။အဒီဘေက ကောက်ကျက်တော်လင်ညာတော် ဒါမှမဟုတ်မာရင်တော့ပေါ့။အော်ကောက်ချက်တာဆိုတော့တရားမနစ်နာမှုဥပဒေဆိုတာကလူတွေရဲ့ကောက်ချက်တဲ့ဒါမှမဟုတ်မာရင်တဲ့အပြုအမူတွေကိုဖြည့်ရှင်းပေးတဲ့ဥပဒေလို့အကြမ်းဖက်မှတ်ယူလို့ရတယ်။မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမှာတော့ဒါကအင်္ဂလိပ်ဒီလေးထွန်းကန်ဥပဒေ English Common Law ကနေစင့်တက်လာတဲ့ယူအားဆက်ထူပါ။ဒါပေမဲ့လေသီခိုင်နနာမှုတိုင်းကဥပဒေအရအေးအေးယူလို့ရတဲ့မာယွန်းမှုတော့မဟုတ်ဘူးထင်တယ်ရှင်။ဥပမာ တငယ်ချင်းတယောက်ကကိုကိုချင်းထားပြီးမလာလို့စိတ်ညစ်သွားတာမျိုးပေါ့ဒါလဲနစ်နာမှုတစ်မျိုးပဲလीဒါဖို့တရားစွဲလို့တော့မရဘူးမလားအဲ့ဒါအရန်ကောင်းတဲ့ချက်ပဲတရားဥပဒေကလူမှုရဲ့အရာမကျေနပ်မှုတိုင်းကို လိုက်ဖြေရှင်းပေးနေတာမဟုတ်ဘူးဥပဒေကအတိအမှတ်ဖြူထားတဲ့ဥပဒေနဲ့ညီတဲ့မာယွင်းမှု legal wrong ချင်မှသာတရားရုံးမှာကုစားခွင့်ရှိတာဒီနေရာမှာပဲဥပဒေပညာရှင်တွေရဲ့အထိပယ်ဖွင့်ဆိုချက်တွေကစိတ်ဝင်စားဖို့ကောင်းလာတာ ဟုတ်ကဲ့ပညာရှင်တွေကဘလိုမျိုး꽌ပြပေးဖွင့်ဆိုကြတယ်လဲရှင်စိတ်ဝင်စားစရာကောင်းတာကအတိတ်ပဲဖွင့်ဆိုချက်တွေမှာအတွေးခေါ်ပြောင်းလဲလာပုံကိုတွေ့ရတာပဲအစောပိုင်းပညာရှင်တွေဖြစ်တဲ့ဒေါက်တာဘန်ဟန်ဒိုအန်ဒဟီလ်ဒိုလိုပိုကိုဒီကအရန်တိကြတဲ့နိုမီအမြင်နဲ့ဖွင့်ဆိုကြတယ်ဥပမာဒေါက်တာဘန်ဟန်ဒါတရားမနစ်နာမှုဆိုတာစာချုပ်ဖောက်ဖျက်မှုတက်တက်မဟုတ်တဲ့ တရားမကြောင်းအရာမာယွင်းမှုဖြစ်ပြီးကူးစားနိုင်တဲ့အရာလို့ဆိုရဲဒီမှာသူကဒါမဟုတ်ဘူးဟိုအမဟုတ်ဘူးဆိုပြီးဘာတွေမဟုတ်ဘူးလဲဆိုတာကိုအရင်ရှင်းပြထားတယ်။အော်ဒါကဘာလဲလို့တိုက်ရိုက်ပြောရတဲ့ဘာမဟုတ်ဘူးလဲဆိုတာကိုအရင်ကန့်တတ်လိုက်တဲ့သဘောပေါ့အတိအကျပဲဒါကအရင်တတိကြီးတဲ့နိုမီအမြင်ပေါ့ဒါပေမဲ့နောက်ပိုင်းမှာ Lord Denning လို့ပညာရှင်ကြတော့အဲ့လိုရှုပ်ရှုပ်ထွေးထွေးမပြောတော့ဘူးသူကဘယ်လိုပြောလဲ သူကနစ်နာစေတဲ့အဖြူမှုတွေအတွက်တံဝေရှိမှုကိုတတ်မှတ်ပေးချင်းလို့ရှင်းရှင်းလေးပဲပြောလိုက်တယ်။ဒီဖွင့်ဆိုချက်ကအရန်အစွမ်းထက်တယ်။ဘာလို့လဲဆိုတော့သူကနိကညာပိုင်းဆိုင်ရာအသေးစိတ်လေးကိုကြော်ပြီးတရားမနစ်နာမှုဥပဒေရဲ့အဓိကရည်ရွယ်ချက်ကိုပဲတည့်တဲ့ညွန်ပြလိုက်လို့ပဲ။ယောရှင်မီထီရောက်သွားတာပေါ့နော်ဟုတ်ပါတယ်ရှုပ်ထွေးတဲ့စင်းမင်းတွေကလည်းယောရှင်ရဲ့အခြေခံသဘောတရားကို ူးပြောင်းသွားတာကိုပြနေတာပေါ့အနစ်ချုပ်ရရင်တရားမှတ်မင်တာမှုဆိုတာတရားဥယောက်ရဲ့အဖြူမှုကြောင့်တခြားတရားရဲ့ဥပဒေအားကာကွယ်ထားတဲ့အကျိုးစီပွားဥမာ ခန္ဓာကိုယ်ပစ္စည်းဂွန်တိခါကိုထိခိုက်တဲ့အခါနိမ့်နာသူအတွက်ငွေကြေးနဲ့ကုစားပေးတဲ့စနစ်တစ်ခုပါပဲ Okay အဒီပဲဖွင့်ဆိုချက်တွေရဲ့နောက်ကအတွေးခေါ်ကိုရှင်းသွားပြီခုနကဒေါတာဘဟန်ရဲ့ဖွင့်ဆိုချက်မှာစာချုပ်ဖောက်ဖျက်မှုတသက်မဟုတ်တဲ့ ဆိုတဲ့စကားရပါလာတယ်လေဒါကကျမတို့ကိုနောက်တစ်ဆင့်စီခေါ်သွားပြီစာချုပ်ဖောက်ပြမှုဆိုတာလေတရားမကြောင်းရဲ့မာရွင့်မှုတစ်ခုပဲဒါဆိုတရားမနင်းနာမှုနဲ့သူနဲ့ကဘလို့တိတိကျကျကွာခြားနေရလဲဥမာဆရာဝန်တယောက်ကလူနာကိုပေါဆဆော်ခွဲစိတ်မိတယ်ဆိုပါဆိုဒါဘယ်ထဲမှအကျုံးဝင်မလဲအဲ့ဒီဥပမာကဒီနှစ်ခုကြာကဆက်ဆက်မှုနဲ့ကွာခြားချက်ကိုကောင်းကောင်းပြနိုင်တယ်တကယ်တော့အဲ့ဒီလူရဲ့ကနှမျောလုံးဖြစ်နိုင်တယ်ကွာခြားချက်ကိုနားလည်ဖို့အဓိကချက်နှစ်ချက်ကိုကြည့်ရမယ်ပထမတစ်ခုက တာဝန်ဖြစ်ပေါ်လာပုံပဲတာဝန်ဖြစ်ပေါ်လာပုံဟုတ်တယ်တရားမှနင့်နာမှုမှာရှိတဲ့တာဝန်တွေကဥပဒေကတိုက်ရိုက်ထပ်မပေးထားတာကျွန်တော်တို့လူဖွဲ့စည်းမှနေထိုင်တဲ့အတွက်တယောက်နဲ့တယောက်အနယ်မဖြစ်အောင်ဂရုစိုက်ရမယ်ဆိုတဲ့တာဝန်မျိုးပေါ့ဒါကဘုဇင်းထဲမှာသဘောတူညီချက်လုပ်ဆရာမလို့ပဲအလိုလျောက်ရှိနေတဲ့တာဝန်ဒါဆိုစာချုပ်ကတော့အဲ့ဒီလိုမဟုတ်ဘူးပေါ့ဟုတ်တယ်စာချုပ်မှာတော့တာဝန်တွေကစာချုပ်ချုပ်ဆိုတဲ့သူတွေရဲ့သဘောတူညီချက်ကနေတိုက်ရိုက်ပေါ်ဖွာလာတာ ခမရကဒီအလုပ်ကိုလုပ်ပဲကျွန်တော်ကဒီလုပ်ပေးမယ်ဆိုတဲ့ကတိကိုဝေကာနဲ့တာဝန်တွေဖြစ်ပေါ်လာတာ။ဩတခုကဥပဒေကလူတိုင်းပေါ်ချောင်မှတ်ထားတာ။နောက်တခုက ကိုယ်တိုင်သဘောတူထားတာ။အဲ့ဒါပဲ။တခုက duty imposed by law နောက်တခုက duty undertaken by agreement ပေါ့။တရားမနဲ့နာမောမှာတာဝန်က ရေပြူရအဖြစ်လူအလုံးအပေါ်မှာတည်ရောက်တယ်။ကားမောင်းရင်လမ်းပေါ်ကဘသူကမဆိုးမတိုင်မြောင်ခရုဆိုက်ရမယ်ဆိုတာမျိုးပေါ့။ ကိုမတိတဲ့သူတွေပေါ်မှာလဲတာဝန်ရှိကြပေါ့နော်မှန်ပါတယ်စာချုပ်မှာတော့တာဝန်က စာချုပ်ထဲမှာပါတဲ့တိချာပုဂ္ဂိုလ်တွေအပေါ်မှာပဲသိရောက်တယ်အင်္ဂါစာချုပ်ဆိုရင် အင်ရှင်နဲ့အင်္ဂါကြမှာပဲအကျိုးသက်ရောက်မှုရှိတာမျိုးပေါ့လမ်းပေါ်ကလူနဲ့ဘာမှမဆိုင်ဘူးဒါဆိုခုနကဆရာဝန်ဥပမာကိုပြန်သွားရအောင်လူနာကဆရာဝန်ကိုဘယ်လိုတရားစွဲနိုင်မလဲဒီလိုခင်ဗျလူနာကဆရာဝန်နဲ့ကုသမှုခံယူတယ်ဆိုတာနှုတ်ဦးချမှာ ကျွမ်းကျင်စွာကုသပေးရမယ်ဆိုတဲ့တွယ်ဝိုက်တော်အားဖြင့်သဘောတူညီချက် implied contract တစ်ခုရှိနေတယ်။ဆရာဝန်ကပေါ်စာစွာကုသရင်အဲ့ဒီစာချုပ်ပါတာဝန်ကိုဖောက်ဖျက်တာဖြစ်လို့စာချုပ်ဖောက်ဖျက်မှုနဲ့ဆွဲလို့ရတယ်။ဟုတ်ကဲ့။တစ်ချိန်တည်းမှာပဲဥပဒေအရဆရာဝန်နိုင်မှလူနာကို မထိခိုက်ရန်ဂရုစိုက်ရမယ်ဆိုတဲ့အထွေထွေတာဝန် General Duty of Care လင်းရှိတယ်။အဲ့ဒီတာဝန်ကိုဖျက်ကွယ်ရင်ပေါ်စာမှုဆိုတဲ့တရားမဏိနာမှု tort of negligence နဲ့လဲဆွဲလို့ရတယ်။ဒီနေရာမှာစိတ်ဝင်စားစရာမျိုးကွန်းတစ်ခုရှိလာပြီရှင့်။ဘာလို့နီးလဲနှမျိုးပေးထားတာလဲ။လူနာတဘာထူးသွားလို့လဲ။စာချုပ်ဖောက်ဖျက်မှုနဲ့ဆွဲတာနဲ့တရားမနစ်နာမှုနဲ့ဆွဲတာနဲ့ဘာကွာသွားနိုင်လဲ။အဲအဲ့ဒါလက်တွေ့မှာအရင်အရေးကြီးတဲ့မေးခွန်းပဲ။ကွာခြားချက်ကတောင်းနိုင်တဲ့နစ်နာခြင်းမျိုးစားမှရှိတတ်တယ်။စာချုပ်ဖောက်ဖျက်မှုမှာဆိုရင်အများအားဖြင့်ငွေရေးချေးရေးအိတ်ကတိုက်ရိုက်ဆုံးရှုံးသွားတာတွေဥပမာခွဲစစ်ခတ် ထပ်ကုန်ကြစည်းရိမ်တွေကိုပဲလော်ကြီးတောင်းလို့ကောင်းတယ်။ဟွန်းတက်ရိုက်ဆုံးရှုံးမှုတွေပေါ့။ဟုတ်တယ်။ဒါပေမဲ့တရားမဏ္ဍနာမှုနဲ့ဆွဲတဲ့အခါမှာတော့နာကျင်ခံစားရမှု စိတ်ပိုင်းဆိုင်ရာထိခိုက်မှု pain and suffering emotional distress တွေတော့ပါနစ်နာကြတောင်းလို့ရတယ်။နစ်နာမှုကိုအပြည့်အဝကူစားပြီးနိုင်မလဲဆိုတော့ view ဟာမြောက်ရွေးချယ်မှုတစ်ခုဖြစ်လာတာပေါ့။အော်ဒါကအရင်အရေးကြီးတဲ့လက်တွေ့ကြတဲ့အချက်ပဲ။ ူညီရက်လောက်ရဲ့တခုကနေဥပဒေလမ်းကြောင်းနှစ်ခုဖြစ်နိုင်ပြီးတခုချင်းစီမှာအားနာချက်အားနိုင်ချက်ရှိနေတာကိုကောင်းပြီဒါဆိုရင်တရားမှနစ်နာမှုကို နောက်ထပ်ရှုပ်ထွေးနိုင်တဲ့ယူဆတခုနဲ့ထပ်ပြီးနိုင်ရှင်ကြည့်ရအောင်အဲ့ဒါကတော့ပြစ်မှု crime ပါပဲကျမတော်တော်ဒီနှစ်ခုကပို့ပြီးတော့ရောထွေးနိုင်တယ်လို့ပဲဥပမာလူတယောက်ကိုလက်တီးနဲ့ထိုးတယ်ဆိုတာကသူ့ကိုနာကျင်စေတဲ့အတွက်တရားမှနစ်နာမှုဖြစ်နိုင်တယ်လို့နိုင်ငံတော်ရဲ့ဥပဒေကိုချိုးဖောက်တဲ့ပြစ်မှုလည်းဖြစ်နေပြန်ရော့ ဒီနှစ်ခုကိုဥပဒေတော့ဘာတော့ခွဲခြားထားတာလဲရှင်။ဒါကတရားစီရင်ရေးစနစ်ရဲ့အဓိကခွဲခြားမှုတစ်ခုပဲ။ဒီနှစ်ခုကရည်ရွယ်ချက်မှကိုလုံးဝကွဲပြားနေတယ်။အဓိကကွာခြားချက် လေချက်လောက်ရှိတယ်။ပထမချက်ကမာရွယ်မှုရဲ့သဘောတဘာဝပဲ။တရားမှနင်နာမှုဆိုတာပုဂ္ဂလိကနင်နာမှု private wrong ဖြစ်တယ်။ဆိုလိုတာကလူတစ်ယောက်ရဲ့ပုဂ္ဂလိုရေးဆိုင်ရာခွင့်ရေးကိုတခြားသူကထိပါတာ။ဒါကလူနှစ်ယောက်ကြားကကိစ္စလို့မြင်လို့ရတယ်။ 음루네오자가게사ပြမှုကတော့အများပြည်သူဆိုင်ရာနင်နာမှု public wrong ဖြစ်တယ် public wrong ဆိုတော့အများပြည်သူကိုထိခိုက်တာလို့ဆိုလိုတာလားရှင်ဟုတ်ပါတယ်လူတယောက်ကိုထိုးလိုက်တာကအဲ့ဒီလူတယောက်တည်းကိုထိခိုက်တာမဟုတ်ပဲလူအဖွဲ့အစည်းတစ်ခုလုံးရဲ့ငြင်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးမှုကိုပါထိခိုက်စေတယ်လို့နိုင်ငံတော်ကရှုမြင်တယ်ဒါကြောင့်ဒါကလူတယောက်နဲ့နိုင်ငံတော်ကြားကကိစ္စဖြစ်သွားရောတခုကပုတ်ကူရေးဆံပြီးနောက်တစ်ခုကလူအဖွဲ့အစည်းနဲ့သက်ဆိုင်နေပေါ့ဒါဆိုအရေးယူတဲ့ပုံစံလဲကွာမှာပဲ ဟုတ်ပါပဲအဲ့ဒါဒုတိယအချက်အေးယူမှု remedy ပဲတရားမနင်နာမှုတဲ့အဓိကရည်ရွယ်ချက်ကနင်နာသူကို ကုစားပေးဖို့သူ့ကိုငကိုအနေထားပြန်ရောက်သွားစေဖို့ပဲဒါကြောင့်ကျူးလွန်သူကနင်နာသူကိုနင်နာခြင်း compensation ပေးရတယ်ရောကြီးပေးတဲ့သဘောပေါ့ဟုတ်တယ်ပြစ်မှုမှာတော့ရည်ရွယ်ချက်ကကျူးလွန်သူကိုအပြစ်ပေးဖို့နဲ့နောက်ထပ်ပြစ်မှုမကျူးလွန်အောင်တားဆီးဖို့ဖြစ်တယ် ဒါကြောင့်နိုင်ငံတော်ကပြစ်ဒဏ် punishment ချမှတ်တယ်။ဥပမာထောင်ဒဏ်ငွေဒဏ်ပေါ့။ဒီနေရာကငွေဒဏ်ဆိုတာနိုင်ငံတော်ဗန္ဒရဲကိုတွင်းရတာဖြစ်ပြီးနစ်နာသူစီတရက်ရောက်တာမဟုတ်ဘူး။ဒါဆိုတရားဆွဲတဲ့သူလည်းမတူတော့ဘူးပေါ့။မှန်ပါပဲ။အဲ့ဒါတတိယအချက်တရားဆွဲဆိုသူပါ။တရားမှနစ်နာမှုကပုဂ္ဂလိကကိစ္စဖြစ်လို့နစ်နာသူကိုယ်တိုင်ကတရားလိုလုပ်ပြီးဆွဲဆိုရတယ်။ तू မဆွဲခြင်းလည်းပဲဘယ်သူမှဘာမှလုပ်လို့မရဘူး။အော်ကိုယ်တိုင်ဆုံးဖြတ်ရမှာပေါ့။ဟုတ်တယ်။ ပြစ်မှုမှာတော့နိုင်ငံတော်ကတရားလိုဖြစ်ပြီးအစိုးရရှေ့နေတွေကတရားစွဲဆိုပေးတယ်။နစ်နာသူကတိုင်ကြားသူတက်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 ပဲဖြစ်သွားတယ်။နိုင်ငံတော်ကအများပြည်သူအကျိုးအတွက်ဒီအမှုကိုရှေ့ဆက်သွားမယ်လို့ဆုံးဖြတ်နိုင်တယ်။ကဲနောက်ဆုံးနဲ့အရေးကြီးဆုံးလို့ပြောလို့ရမယ်။ကွာချချက်တစ်ခုရှိတယ်လို့ကျွန်မထင်တယ်။အဲ့ဒါကအရေးဝဲချက်ကိစ္စပဲ။အတိအကျပဲ။ဒါကဒီနှစ်ခုကြားကအဓိဋ္ဌာအတွက်ခေါ်ပိုင်းဆိုင်ရာကွာချချက်ပဲ။အဲ့ဒါကပြစ်မှုကျူးလွန်လို့သောစိတ်ဒါမှမဟုတ် နော်မီကြီးရဲ့ mens ria လို့ခေါ်တဲ့အပြစ်ရှိသောစိတ် guilty mind ပေါ့ mens ria အပြစ်ရှိသောစိတ်ဟုတ်တယ်ပြစ်မှုတစ်ခုမှာတရားရုံးကပြစ်ဒဏ်မချမှတ်ခင်တရားကမှာကျူးလွန်လို့သောရည်ရွယ်ချက်ရှိမရှိကိုအမြင်နဲ့ထည့်သွင်းစဉ်းစားတယ်တမင်ကျန်စီပြီးတတ်တာနဲ့မတော်တဆဖြစ်ပြီးသီးဆုံးတာနဲ့ပြစ်ဒဏ်အများကြီးကွာတော့တာအဲ့ဒီကြောင့်ပဲဟုတ်တာပေါ့တရားမနစ်နာမှုမှာတော့အမြဲတမ်းအဲ့ဒီလိုမဟုတ်ဘူးရည်ရွယ်ချက်ရှိဖို့မလိုတဲ့တရားမနစ်နာမှုတွေအများကြီးပဲအဓိကက အပြုမူကြောင့်နစ်နာမှုဖြစ်သွားသလားမဖြစ်သွားဘူးလားဆိုတော့ကိုပဲအဓိကထားတယ်။ဥပမာကားကိုပေါ်ဆဆောင်မုန်းလို့လူတစ်ယောက်ကို တိုက်မိတယ်။တိုက်တဲ့သူမှဘာမှရည်ရွယ်ချက်မှမရှိဘူး။အင်းတမင်လောက်တာမဟုတ်ဘူးပေါ့။ဟုတ်တယ်။ဒါပေမဲ့သူရဲ့ပေါ်ဆမှုကြောင့်နစ်နာမှုဖြစ်သွားတဲ့အတွက်တရားမကြောက်အရာလျော်ကြေးပေးရမှာပဲ။အရာရှင်းလင်းသွားပြီ။ဒါဆိုရင်ခုနကလက်တီနဲ့ထိုးတဲ့ဥမာကိုပြန်ကောက်ကြည့်အောင်။လောက်ရကတခုတည်းလက်တီနဲ့ထိုးတာ။ ဒါပေမဲ့ဥပဒေရဲ့အမြင်မှာတော့ဖြစ်ရနှစ်ခုတပြိုင်တည်းဖြစ်သွားတယ်ပေါ့တစ်ခုကနိုင်ငံတော်ကိုစန့်ကျင်တဲ့ပြစ်မှုနောက်တစ်ခုကထိုးခံရတဲ့သူ့ရဲ့အခွင့်အရေးကိုချိုးဖောက်တဲ့တရားမဏိနာမှုဒီလိုနားလည်ရင်မှန်သလားရှင်လုံးဝမှန်ပါတယ်အဲ့ဒီလောက်ရဲ့ကြောင့်ပြစ်မှုကြောင့်အရာရေကဖန်အစိုးရကတရားဆွဲပြီးတရားရုံးကထောင်တန်ချမှတ်နေတယ်ဒါကတပိုင်းတချိန်တည်းမှာပဲထိုးခံရတဲ့သူကလည်းသူ့ရဲ့ဆဲဘဝကအလုပ်ပြတ်တဲ့ဝင်းကွေနားကျင်ခံလာရမှုလေအတွက် တရားမကြောင်းရနစ်နာချေရလုံမှုနဲ့တိချတရားဆွဲဆွနေနေဒါဆိုရင်နစ်နာသူကတခုခုကိုရွေးရမှာလားဒါမှမဟုတ်နှစ်ခုလုံးတပြိုင်တည်းလုံလို့ရလားဥပမာပြစ်မှုနဲ့ထောင်ကြသွားပြီဆိုရင်တရားမကြောင်းနဲ့လျော်ကြည့်ထတ်တောင်းလို့ရသေးလားရပါတယ်အဲ့ဒါအရေးကြီးဆုံးအချက်ပဲဒီအရေးယူမှုနှစ်ခုကတခုနဲ့တခုမသက်ဆိုင်ပဲတိချစီတည်ရှိနေတယ် concurrent fit တယ်လို့ပြောလို့ရတယ်အော်တပြိုင်တည်းဖြစ်နေတာပေါ့ဟုတ်ပါတယ်တစ်ခုချောင်းရတရားခံကိုထောင်ချလိုက်လို့ တရားမှကြောင်းရနစ်နာချေတောင်းခွင်ဆုံးရှုံးသွားတာမျိုးမရှိဘူးအပြန်အလန်အားဖြင့်လေတရားမှကြောင်းရနစ်နာချေပေးလိုက်ရလို့ပြစ်မှုကြောင်းရအေးမယူတော့ဘူးဆိုတာမျိုးလည်းမရှိပါဘူးသူတို့ကရည်ရွယ်ချက်မတူတဲ့ကုစားပုံမတူတဲ့စနစ်တစ်ခုဖြစ်လို့တပြိုင်တည်းသွားလို့ရပါတယ်ကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်ရအောင်တရားမှနစ်နာမှု dot ဆိုတာဥပဒေကနေလူရဲဘော်ချမှတ်ထားတဲ့အထွေထွေတာဝန်တွေကိုဖောက်ဖျက်ပြီး တခြားတယောက်ရဲ့ဥပဒေရကကွယ်ထားတဲ့အကျိုးစီးပွားကို ထိခိုက်စေတဲ့ပုဂ္ဂလိကနစ်နာမှုတစ်ခုဖြစ်တယ်။ဟုတ်ပါတယ်။ဒါဟာကိုရင်သဘောတူထားတဲ့တာဝန်ခံကြီးဖြစ်ပေါ်လာတဲ့စာချုပ်ဖော်ပြမှုနဲ့ကွာခြားတယ်။အဓိကကတော့တာဝန်ဖြစ်ပေါ်လာပုံနဲ့တောင်းဆိုနိုင်တဲ့နစ်နာကြီးအမျိုးအစားမှကွာရပေါ့။မှန်ပါတယ်။အထူးဖြစ်ဖြင့်ပြစ်မှုမှာအရေးပါတဲ့ရည်ရချက်ဆိုတဲ့ mens rea ကတရားမှတ်နစ်နာမှုမှာအမြဲတမ်းမလိုအပ်ဘူးဆိုတဲ့အချက်ကအဓိကကွာခြားချက်ပဲနော်။ ဟုတ်တယ်။ဒီအကြောင်းအရာတွေနဲ့စဉ်းစားစရာအတွေးတစ်ခုထားခဲ့ခြင်းပါတယ်။ခုနကဆူနေခဲ့တယ်လို့ပဲလေယောက်ကျူးလုံလို့လိုရက်တစ်ခုကပြစ်မှုရောတရားမနဲ့နာမှုပါဖြစ်နိုင်တယ်။ဒီနေရာမှာစဉ်းစားစရာကတရားမျှတမှုဆိုတာဘာလဲဆိုတဲ့မြေကွန်းပဲ။အင်းတရားမျှတမှုနင့်နာသူတယောက်တရားမျှတမှုဆိုတာကျူးလွန်သူကိုထောင်ထဲထည့်လိုက်တာလား။ဒါမှမဟုတ်ကိုထိခိုက်နင့်နာရတာရတဲ့ငွေချင်းနဲ့လျော်ချင်းပြင်ရတာလား။ ဘေဟာကနင့်နာသူရဲ့တန်ရကိုတကယ်ကူစားပြနိုင်မလဲငွေကြီးကနာကျင်မှုကိုတကယ်အစားချိုးနိုင်တလားဟုတ်တယ်ဒါမှမဟုတ်ပြစ်တံကအမတကယ်တန်ရတန်ကြီးခန်းစားရစီတာလားအဲ့ဒါပေါ့ဒီစနစ်နှစ်ခုကနင့်နာသူအတွက်တစ်ခုနဲ့တစ်ခုဘလို့အားဖြည့်ပေးထားရလဲဘယ်နေရာတွေမှာလက်ဟာမှုတွေရှိနိုင်မလဲဆိုတာကတော့ကျွန်တော်တို့အားလုံးစက်ပြီးစဉ်းစားစရာအချက်တစ်ခုပဲဖြစ်ပါတယ်